ကဲဒီမှာပထမရက်ကကျွန်တော် TikTok မှာဗီဒီယိုဖိုင်တစ်ခုတင်လိုက်တယ် TikTok မှာကျွန်တော်ဗီဒီယိုတွေပုံမှန်မတင်ဖြစ်ဘူးနောက်တစ်ခုက TikTok ထဲမှာကျွန်တော်ဒီငကုံကဆိုရင်အကောင့်တုနဲ့ပေါက်ပန်းလေးဆက်ဝင်ရေးတဲ့ကောင်အကုန် block ပြစ်တာကျွန်တော်အခုနောက်ပိုင်း TikTok ကိုပြစ်ထားသလိုဖြစ်နေတော့မ block တာကြာအဲ့တော့အခုဒီမှာကျွန်တော်တင်ထားတဲ့ဒီအရေးပြောကုန်ပြီဆိုကျွန်တော်တချင်းလေးနဲ့ဆော့ပြီးတင်ထားအဲ့ထဲမှာခွေးတွေလာပြီးတောင်းရန်လာပြောလို့ကျွန်တော်ကြည့်မိတာပါအမှန်တော့ဝင်မကြည့်မိဘူးเนาะသူက comment မောင်း650လောက်ရှိတယ် ကျွန်တော်ခုနကအကောင့်ကိုယ့်အကောင့်90လောက် block လိုက်နော်အဲ့ဒီတဲမှာမှရှာရှာပါပါအကောင့်အစ်စ်က6ခုရှိတယ်အဟမ်းအကောင့်ကတူကြီးပဲအဲ့အတူမှန်တယ်များအကောင့် block ဖြစ်တယ်အဲ့ဒီအကောင့်အစ်စ်6ခုကိုကျွန်တော်တစ်ခုစီပြအောင်ကြည့်ပါနော်ပထမပထမအကောင့်ပိုင်ခြင်းကတော့ TikTok TikTok ကလို့ရေးထားတယ်အေးအေးတဲ့ဏိပိတ်တွေတော့ပြပြီးတဲ့တန်စကားစူးလိန်အချုပ်ခန်းထောင် တခုခုတော့မကြဘူးနှစ်ချေရေအောင်ရတော့မယ်အမှန်ဒါဒါကတော့သူ့ပုံပေါ့နော်ဒီတိုက်ပြူတိုက်ပုံဖြူနေအပုံဒါကသူ့ရဲ့အကောက်ဒါဆက်ဆက်ပါပါနော်အကောက်အစ်စ်အတူတွေထဲမှာဒီအကောက်တွေပဲရှိတာနောက်တစ်ယောက်ကျတော့ဂျပန်အကောက်နဲ့ပြန်ပေးဆွဲထားတဲ့ချီကသူတို့စီကိုရောက်သွားပြီလာတော့ကြာအဝေမသက်ဖြစ်နေဆုံးပဲတဲ့အခုကျွန်တော်ဒီဗီဒီယိုဖိုင်ကိုရိုက်ရှင်နေအဓိကရေချက်ကအဲ့ဒါအဲ့ချီကားကိစ္စချီကားတွေကို PDF တွေကဖမ်းသွားပြီဆိုပြီးတော့တောက်လျှောက်မှန့်နေကြတာ ော်နေရာလေးလက်မှတ်မဟုတ်စဉ်းစားကြည့်ပြကိုအုံနောက်နဲ့ကိုပဲစဉ်းစားကြည့်လက်နက်ကန်အဖွဲတစ်ခုကကားတစ်စီးကိုတားရင်ဘာလုပ်လဲအရင်ဆုံးဘာလုပ်စစ်တယ်မလားဘာတိုက်လာလဲဘာတွေပါလာလဲမစစ်ဘူးလားခေါင်းကန်းထဲမှာဘာတွေပါလဲဒီအနောက်ကခြီးကားလို့ဟာမျိုးအနောက်ကဒီတိုင်ဒီဘုံနဲ့ဆိုရင်ဒီထဲမှာဘာတွေလဲလောင်စားလေးလားဒီဇယ်လားဓာတ်ဆီလားစတဲ့ဖြစ်မစစ်မှာပဲဘလူးပြစ်မစီပဲနဲ့တော့ကားကြီးကိုတားပြီးတော့လာမောင်းဆိုချက်ချင်းဖမ်းမလားမဖမ်းပါဘူးဘယ်လက်နက်ကန်ဖြစ်ဖြစ် เนาะဘယ်နိုင်ငံလက်မှတ်တိုင်ဖြစ်ဖြစ်အရင်ဥဆုံးတော့ပါစစ်ကိုစစ်တယ်ဟုတ်တယ်เนาะအဲ့တော့အဲ့လိုစစ်ပြီးမှဖမ်းတဲ့အရာအဲ့တော့ခြီးကားကို PDF တွေကစီကားဆိုပြီးဖမ်းသွားလို့အာမင်းတို့တွေဖွာတဲ့ကောင်ကဘလို့အုံနောက်လည်းဖွာလည်းမသိဒါကိုယုံတဲ့ဘောမတွေကယုံတယ်အော်ကျွန်တော်တို့အသွေးခေါ်ကိုကျွန်တော်စဉ်းစားဒီကောင်တွေမှာကိုယ်ပိုင်အသွေးခေါ်ထောင်လေးလောက်မရှိဘူးလားလို့စဉ်းစားကြည့်လေကွာကားတစ်စီးကိုချက်ချင်းတားပြီးဘာမှမစစ်ပဲဖမ်းမလားစစ်သေးပြီးမှဖမ်းတာလား နော်အဲ့တော့ချင်းကားကို PDF တွေဖမ်းတယ်လို့ပြောတဲ့ကောင်တွေအုံနောက်အဲ့ဒါကိုယ့်အချက်ကိုလိုက်ခွဲနေတာပဲငါတို့ကစောက်ပိန်းနေပါလို့လိုက်ခွဲတာနော်အဲ့လောက်လေးပဲပြောချင်တယ်အဲ့တော့ချင်းကားနဲ့ပတ်သက်လို့တောက်ချောက်မှန်နေတာနော်ဒါကတော့သူ့အောက်ပေါ့နော်နောက်တစ်ယောက်ကအဲနောက်တစ်ယောက်ကတော့ကိုရှိန်ဆိုတဲ့အောက်ကိုရှိန်ဆိုတဲ့အောက်ချင်းကားသွားကြုံနေပြီတဲ့နော်ဒါကိုရှိန်ဆိုတဲ့အောက်အဲသူမှတ်ထားတာနော်ချင်းကားသွားကြုံနေအဲ့ချင်းကားပြဿနာပဲနော်အဲ့ဒါအတိထားပေါ့နောက်တစ်ယောက်က ဒါမှဒီလူကတော့ကြော်တူဆိုတဲ့နာမည်နဲ့ဒီကောင်မနေ့ဆူဆောင်းပြီးတော့ပြီတဲ့အရင်ပုံစံနဲ့ဘာမှမဆိုင်တော့ဘူးလေတဲ့မင်းရောအရင်မင်းမွေးလာကစားမင်းနီတာရဲလေးနှက်ချီးပေးပုံစံနဲ့အခုပုံစံနဲ့တူလေးလားဟမ်လူဆိုတာပြောင်းလဲလာမှာပဲဟုတ်တယ်မလားအေးမင်းတို့တတောင်းသားမို့လို့တတလုံးတတောင်းသားလုပ်မယ်ဆိုရင်မင်းတို့ရဲ့အစင်တန်မင်းတို့တဘောပဲလူဆိုတာသုံးသက်နေတယ်ပြောင်းလဲနေတယ်ပြောင်းလာမှာပဲအဲ့တော့အဲ့ဒီပုံမှာမဟုတ်တာမလုပ်ဖို့ ဘယ်လိုလား तू ဟာတိုးတက်လာတဲ့ပြောင်းလဲလာတဲ့အပေါ်မှာသူများပေါ့ခုတုံးလုံးချနေပြီးတော့ပြောင်းလဲလာတာသူ့ဘဝသူစူးစမ်းပြီးပြောင်းလဲလာဒါတွေပဲကွာလိုက်မယ်လူတိုင်းကအရင်လိုတော့ဘလူးမဟုတ်လို့မရစမွေးတဲ့ပုံနဲ့နောက်၅နှစ်လောက်ကြာရင်ပုံတူသေးတာမတူဘူးပြောင်းလဲလာမှာပဲဟုတ်တယ်နော်အဲ့တော့မင်းတို့ဘောမတွေကိုဟိုမတိလို့တိအောင်ပြောပြရဒါလေးစားလို့ပဲဘောဆိုတော့အကောင့်90ကျော်လောက်ဝင်မှတ်ထားတဲ့ဒီအလုံးပေါင်းတော့650ကျော်မို့ 6500ကျော်ကတော့ကျွန်တော်ကိုယ့်ဘက်ကလူတွေပေါ့နော်အဲ့ဒီ50ကျော်လောက်မှာအကောက်အစစ်ကအဲ့ဒီ6កောက်ပဲရှိနေနော်နောက်တစ်ယောက်နောက်တစ်ယောက်ကသူ့ရဲ့အကောက်နံပါတ်ဟိတ်ဘာလာကြည်တာရင်ခုန်သွားမယ်ဟမ်အကောက်နံပါတ်တော့မှပမာဥတော်နိုင်တဲ့နေ့ဖမ်းမှာတဲ့အခုတော့ပျော်ထားတဲ့တူများပွားတွေပြက်ခတ်တယ်လို့မင်းတို့အလက်မကြမီမျောတဲ့မဲမတိလို့ရှိရင်တိုင်းပြည်အာဏာသိမ်းတာငါတို့ပဲတိမ်းသားတယ်လို့ ဟမ်ရွာတွေလက်စစ်တောင်းထိုးပြီးမီးရှို့နေတာငါတို့ပဲရှို့သလိုဟမ်ဟောနိုင်ဖမ်းမှာအိုကေငါတို့နိုင်ဝမ်းရောမိဘလိုလုပ်မလဲဟမ်ငါမေးချင်တာငါတို့နိုင်ဝမ်းအနေမိဘလိုလုပ်မလဲဟမ်ငါကြောက်ဘဒူမေးထားတယ်မှာပါတူမဲဘွားတွေပြက်ခဲ့တယ်လို့ငါကြောက်ဘဝပြက်တယ်လို့ရှိလားမင်းအောင်နိုင်အာနာသိန်းတို့ဘဝပြက်ကြတာလားငါကြောက်ဘဝပြက်တာလားနော်အဲ့တော့အုံနောက်ထဲမှာထမင်းစားပြီးအတိတ်တွေထည့်ချီးတယ်မထည့်နဲ့ နော်ဒါချီးထည့်တဲ့နေရာမဟုတ်ဘူးအတိထည့်တဲ့နေရာတိလားနှထင်မသိနဲ့အဲ့နှထင်ကိုတိအောင်ဖြည့်နော်မင်းလူလူပီတာအောင်ငါပြောနေတာနော်နောက်တစ်ယောက်ကဓမ္မဒါကတော့အသက်ကြီးကြီးနဲ့အချိန်မစီးအသက်ကြီးလာတယ်ဆိုတော့သင်ဖို့နီးလာတယ်ဆိုတဲ့စကားလိုပဲသူအကောင့်နာမည်ကအဲမိုးလွင်မိုးလွင်ဆိုတဲ့အကောင့်နော်မိုးလွင်ကဘာပြောတာလဲဆိုတော့ဟာခွက်ခောက်ကတော့မဲဟာခွက်ခောက်လို့ရတယ်ပါဝါနဲ့တော့ပါဝါလားဟမ်ခောက်ပြန် ဟုတ်မင်းတို့ခောက်ပြန်ခွက်ခောက်ခွက်ခောက်လို့ပြောတာနာစရာလို့မင်းတို့ကထင်းနေတာငါတို့ဂုံယူတယ်ဘာဖြစ်ငါကိုချိုးစီးပွားတော့ငါခွက်ခောက်တာမဟုတ်ဘူးဟမ်ငါတရောင်းသားလို့ပြီးအတက်မွေးနေတာမဟုတ်ဘူးငါတို့ရတဲ့ငွေတဦးတယောက်ချင်းစီနာမည်အစရွတ်တမအားလုံးပေါင်းလူဦးရေဘလောက်ဒီပတ်စံတွေအားလုံးရွတ်ထမဘယ်ကိုပို့တယ်ငါလှမ်းစီရှင်းန်းထုတ်တဲ့ကောင်ချစ်တဲ့အတွက်မင်းတို့ပြောသလိုခွက်ခောက်ဆိုတော့ဂုံယူတော့ကွာနော်စောင့်ရမ်းဂုံယူတယ်တိလားအဲ့တော့ငါ့ကိုခွက်ခောက်လို့ပြောမှဆိုမင်းတို့ခောက်နိုင်လား ။သူများကိုပြောမှဆိုကိုအရင်လုံးပြနိုင်ရတယ်။မင်းတို့အဲ့လိုခွက်ခေါလို့မင်းတို့ထဲမဲ့လူရှိလား။ဟမ်။အဲ့ဒါအဖြစ်ပဲ။နော်အခုတလားတလားမစင်ကြားနေလွှဲလာတဲ့လူဦးရေစည်ရင်လက်ကုံရှင်းနှထုတ်ကြည့်။ငါပမားလူမခံဘူးနော်။တို့အတိတရားနဲ့တို့ထဲဝင်လာတဲ့လူတွေ။အဲ့လိုမျိုးမင်းတို့လုံလို့ရလား။မင်းတို့အဲ့လိုလုံမဲ့ဆိုရင်မင်းတို့အဲ့လိုထဲဝင်မဲ့လူရှိလား။အဓိကပါလေယုံကြည်မှုပေါ့။နော်လူယုံကြည်မှုမင်းတို့အစ်စ်မှာမင်းတို့အတန်းမှာရှိလားမင်းတို့ဆွေမျိုးထဲမှာရှိလားဟမ် အဲ့အသက်ကကြီးနေပြီဒီဘိုးကြီးကစိုင်ပိုင်ရှင်ဖြစ်မယ်နော်မင်းပတ်ဆက်ရှိလဲမင်းရှိတာအလကားပဲမင်းမဘာတန်ဖိုးမှမရှိဘူးမှတ်ထားနော်ဘိုးကြီးပြောကြလားနော်စောင့်ရှက်မရှိလို့ဝင်ပြောမယ်ဆိုနောက်မှတ်ထားကိုကသူ့လိုလုံနိုင်တဲ့အစ်စ်ရှိလားအရင်တွေးရှင်းလားအဲမင်းတို့လိုကောင်မျိုးတွေကတိုင်းပြည်အတွက်စံကုန်မြေလေးတွေအသက်ကကြီးတာနော်နောက်တစ်ကောင်ကအလင်္ကာတဲ့အလင်္ကာဆိုတဲ့အကောင်လေးကအဲကျွန်တော်ဒီဗီဒီယိုရိုက်ဖို့ စိတ်ကူးပြောကအဲ့အလင်္ကာစိုးပို့ရင်းစားတွေ့လို့နော်မချီးကားပုံလေးနဲ့အဲနော်မချီးကားပုံလေးနဲ့ဒါလေးဒါလေးပြောင်းနေလို့လိုက်ရှာတာပါတဲ့သူ့ပုံထဲမှာရွှေပုံမှာစီပင်ကမေလာစုတ်တဲ့ကားဟိုစီပေါစာကားထင်ကား PDF အဖွဲမှာလူရဲ့တွားခဲ့ပါတယ်တဲ့အဲစဖွားတဲ့ကောင်ကဖွားတယ်ယုံတဲ့ကောင်တွေကယုံတယ်ကျွန်တော်ပြောကားတစ်စီးကိုနောက်ဆုံးဖမ်းမယ်ဆိုရင်တော့မစစ်ဘဲနဲ့တမ်းမောင်းခိုင်းလားကိုအုံအောင်လေးနဲ့ပဲကိုစဉ်းစားတိလား အဲ့ချီကချီကလိုက်ပြောနေတဲ့ကောင်တွေစောက်ပိန်းတွေလို့ကိုယ့်ကိုလိုက်អော်တာကျွန်တော်စောက်ပိန်းပါခင်ဗျာကျွန်တော်စောက်ပိန်းအဲ့အဲ့လိုလိုက်អော်နေတာရှင်းပြီလားနော်အဲ့တော့ဒီကောင်ဒါပေမဲ့ဒီကောင်ကသူ့အတူចောင်းសៀរလာတော့မတည်ဘူးသူ့မှန်ထဲမှာသူ့សៀរလို့ပြောတယ်အဲ့တော့ဆိုတော့ဒီတော်လိုင်းပြီးအဲ့ဒါပေါ့နော်ကျွန်တော်မျိုးရဲထဲမှာရှိပါတယ်ចောင်းសៀរសៀរမဆိုတာအင်မတန်အရေးကြီးတယ်សៀរဝင်တယောက်စေးထိုးမှရင်လူနာတယောက်ဝင်သိတယ်សៀរសៀរမတယောက်စောက်သုံးမကြရင်ပေးရမယ့်တစ်ဖက်အများကြီး ါကြောင့်မလို့ပညာရေးကိုတကယ်အရေးရှိရှိတဲ့လူတွေခန့်ဖို့ဆိုတာအဲ့ဒါပြောတာနော်တင်းချာချာလောင်းငေါအောင်လာကတွေပေးပညာရေးဝန်ထမ်းတွေကိုတကယ်အရေးရှိရှိတဲ့ဆရာဆရာမတွေကိုမျိုးဆက်တဲ့တွေပြုစုပြောထောင်နေမှာထားမှဟဲ့ဒီတိုင်းကြီးတိုးတက်မှာဒီလိုမျိုးအထီးမှန်အမှန်အဖြူမှန်အမှန်မှန်အောင်မတည်တဲ့စောက်ယူနာပေးနေစလုံးပေါင်းတက်ပေါင်းတော့မှန်အောင်မရင်းနိုင်တဲ့ကောင်မျိုးတွေចောင်းဆရာဆရာမဝင်လို့တွားပြီပေါ့နော်အဲ့ဒါចောင်းဆရာရဲ့နောက်တစ်ယောက်ကတော့ပါတယ်သူ့အကောင့်နံပါတ်က A L O N E အလုံးလား ဟာတဲ့ကွတ္တိကိုဆိုင်မှာပကံမစေးရတော့ဘူးပေါ့တာယာချက်ပဲတဲ့အမဲငါအဲ့အဲ့ဆိုရင်သူတို့လောက်ပါလားငါကွတ္တိကိုဆိုင်မှာပကံပြန်စင်းမယ်ငါနေရာကိုမင်းလာယူပေးမလားငါတရတရရှာဖွေးနေတာရင်မင်းရှာပြီးတော့အောက်ကိုပို့ပေးမလားမင်းဒီလိုမျိုးမင်းတို့တာယာရဲဆိုရင်အဲ့တာယာရဲဘုံကမင်းတို့ရမှာပေါ့လာလာလုံနိုင်တဲ့အစွမ်းအစရှိလားဟမ်ရှိတယ်ဆိုရင်မင်းမင်းလာလုံလိုက်ကွာနော်ဒီမှာကြည့်လိုက်ဒီကောင်ကဂျပန်မာနာပမာမှုရုပ်ကတော့ဟိုပျက်စီးပျက်စီးဂျော်လကီးရုပ်နဲ့နော်မင်းမလုံနိုင်တဲ့အစွမ်းအစရှိလား ရှိတယ်ဆိုရင်လာလို့ပါငါနေရဖယ်ပေးမယ်နော်တရားဝင်ပြောလားနော်တရားဝင်ပြောလားတရားဝင်ပြောလားသိလားနောက်တစ်ယောက်ကတော့ဒါမှဒါတာတဲ့အရန်ချော့တယ်ကောင်မလေးကမြင်းနဲ့တိုင်းပဲနော်သူကပြောတာကပါတယ်စပွဲတို့ဘွားကကျွတ်သွားတာဘပကြီးကိုကျေးဇူးတင်တဲ့မစော်ကားနဲ့ခွပြောက်မယ်တဲ့အမေအဲ့ငါစပွဲတို့ဘွားပြန်လုံးချင်တယ်ဟမ်ငါနေရာလာလှုပ်ပေးမလားလို့လာလှုပ်ပေးလာခဲ့ပါနောက်ပြီးစပွဲတို့လှုပ်တာရှက်စရာလားမဟုတ်ဘူးနော် ။စပွဲတို့လောက်တာလို့ဘာလဲမျိုးပြောဗကန်စေးတာလို့အဲ့ဒါဂုံယူစရာတွေတမာအာဇီဝကြတဲ့အလုပ်တွေနော်အဲအဲ့ဒါပညာမဲ့နေတဲ့လူကတော့ဒါကိုရှက်စရာလို့ထင်ရင်ထင်လိမ့်မယ်။တိလာအတိတရားပြေဝါလူသူများမခိုးစားဘူးမဖွက်စားဘူးတိုင်းပြည်ဗန္နာငွေကိုမျိုးစွနေတဲ့အောက်တန်းစားစစ်ခွေးမျိုးရုပ်တွေနဲ့စာရင်ပကံဆေးတဲ့လူကမြင့်မြတ်တယ်စပွဲတော့လောက်တဲ့လူကမြင့်မြတ်တယ်နော်အဲ့ဒါကိုတိဖို့လိုတယ်နော်ကောင်းပါလေနေအမှန်တရားကိုမတိတဲ့အတွက်နေကိုတိအောင်လို့ပြပေးတာတကယ်အားလုံးမြင်တဲ့အတိုင်းပဲနော်ဒီ ဒီလိုကာလမှာဒီလိုစကားပြောတဲ့သူတွေကိုတိအောင်တင်ပေးတာပဲနော်တိအောင်တင်ပေးတာဘာဖြစ်လို့လဲကျွန်တော်တို့တိုင်းပြည်မှာနောင်အခုလိုကြည့်ပေါ့ဇပွဲတို့လောက်တာကိုဟိုနှိမ့်ညတဲ့ပုံစံမျိုးရှစ်ဆရာပုံစံမျိုးသူတို့မြင်ပြီးသူတို့ရေးထားတယ်အဲ့တော့တကယ်ပဲဇပွဲတို့လောက်တာရှစ်ဆရာတာတိုင်းပြည်တွေမဟုတ်ဘူးနော်အဲ့တော့ဒါဟိုနောင်လာနောင်နာလူငယ်အမှတ်မှားမှာရှစ်ဆရာဒီဘာလဲမင်းအောင်လိုက်စစ်သေးဝင်လာတယ်အခွန်မရှိတယ်နော်ဘာမှမရှိတဲ့ကောင်နော် စစ်တပ်လုတ်တဲ့ဘယ်နဲ့နှစ်တယ်အသက်65ပြည့်သွားတဲ့ပင်စင်မြူတွေအခုမင်းအောင်နိုင်လာကတလားဘလောက်ရတယ်မင်းအောင်နိုင်ရဲဘော်စားဖြစ်တဲ့ကနေအခုလက်ရှိရတဲ့လာကအကုန်လုံးပေါင်းလိုက်မင်းအောင်နိုင်ပိုင်ဆိုင်တဲ့အိမ်ရဲ့ခြံစည်းဟိုးဘိုးတွေလောက်ရတယ်အဲ့ဒါဆိုကြံတဲ့ပတ်စံတွေကသူ့မှာအပြင်မှာတရားဝင်စည်းဝါးရေးလုပ်ထားတာဝန်ထမ်းဖြစ်တဲ့အတွက်ဘာမှမရှိဘူးဆိုကြံတဲ့ချမ်းသာမှုကြော်ဝတ်မှုတွေဘယ်ရလာတိုင်းပြည်ကခိုးထားတာမလားအဲ့ဒါမှရှက်စရာအဲ့ဒါရှက်စရာအရှက်စရာရှက်စရာကောင်းမှမတိပဲနဲ့ မရှက်စရာမရှိမရှက်တဲ့နဲ့အရာကိုရှက်ပါလို့ပြောတာအဲ့ဒါလူတိုင်းဝင်ပြစ်စည်းတာပဲနော်အဲ့တော့အခုကျွန်တော်တစ်တော့ထဲမှာကျွန်တော်တစ်တော့ပြစ်ထားတယ်လို့ဖြစ်နေတစ်တော့အောက်ကိုကျွန်တော်တိတ်ပြီးတော့တစ်ခါကြမ်းမှကြုံရင်တင်လိုက်တယ်ကျွန်တော်လုံးဝမတင်ဖြစ်တာများတယ်အဲ့ဒါဆိုတစ်တော့ထဲမှာကျွန်တော်ငကောဆိုအဲ့ဒီဒါလို့အကောင့်အတုနဲ့ဗျမ်းမလာရေးတဲ့ကောင်အကုန်ပြောဖြစ်တာရှုပ်လို့ဘာလို့ပြောလဲကိုကဘာမှမဖြစ်ပေမဲ့ကျွန်တော်အကောင့်ထဲမှာကွန်မန့်ဝင်ရေးတဲ့မိမပြည်သူအနေနဲ့စိတ်နှောက်ရှက်ဖြစ်တာဟုတ်တယ်လေ တောင်ဝင်ယူမှုတောင်ဝင်ခံမှုရှိရှိအဲ့လိုအကောက်ဆက်နဲ့ဝင်ရင်းတော့လက်ခံပေးတယ်ကျွန်တော်နော်မှားရင်မှားတယ်မှန်ရင်မှန်တယ်အကြောင်းအကျိုးနဲ့ကျွန်တော်ပြန်ပေးတယ်နော်အဲ့တော့အခုဒီကျွန်တော်ပြန်သွားတဲ့6ယောက်ကတော့အယောက်60ငါအန်းနေ650လောက်ရှိတဲ့ကွန်မန်းမှာအဲ50နီးပါးလောက်ကအဲ့ဒီအကောက်အတုနဲ့ဝင်ဟောင်းနဲ့កောင်းတယ်အဲ့ဒီ50လောက်ထဲမှာနော်49ယောက်ကလည်း40ကျော်လောက်ကအဲ51ယောက်လောက်ကအကောက်အတုနဲ့ဝင်ဟောင်းတဲ့ဟာတွေပေါ့အကုန်လုံး block လိုက်တယ် ကျန်တဲ့5ယောက်ကတော့ရှာရှာပါပါအကောက်အစ်စ်မို့လို့တန်ဖိုးထားလို့ reply ပြန်ပေးတာเนาะအဲ့တော့ဒီ video file လေးကိုတင်ထားကြပါမင်းတို့5ယောက်တော့တိလာမင်းတို့ ਨੇ ပတ်သက်တဲ့တားစင်နီးသက်လက်ထက်ကြိုင်တမိုင်းလေးကြံပေးခဲ့အောင်လုပ်ပါเนาะကုန်ယူစရာကောင်းနေတဲ့ကုန်ယူရရတာပေါ့ရှက်စရာကောင်းရင်လည်းရှက်ရအောင်ပါအဲ့ဒါလေးပဲပြောချင်တယ်တိလာတော့ online ဒီကာလမှာ online 2021တိုင်းပြည်အာဏာသိမ်းတဲ့အချိန်မှာတော်နိုင်လေးလောက်တဲ့တူတူကိုဘလို့ဘလို့တိုက်ခိုက်လာတယ်ဆိုတော့မှတ်တမ်းလေးပေါ့ကြံပြင်းခဲ့အောင်မင်းတို့အတွက်တင်ပေးတာ တိလာအဲ့ဒါလူအတိုင်းဝိုင်းမှာဘလို့ဝေဖန်နေဆိုတော့မင်းတို့တိအောင်တိလာအဲ့ဒါလေအဲ့ဒါလူတန်ဖို့ဆိုတော့အဲ့ရစားတော်နိုင်မကတရားတာကိုမတရားပါဘူးလို့မပြောနိုင်ပါဆက်ပြပြီးနေနေလိုက်တရားပါတယ်ထွက်မပြောနိုင်တော်လန်နေတဲ့လူတွေကိုမတားနိုင်နော်မင်းတို့ငါပြောချင်တာအဲ့ဒါငါတို့လုပ်တဲ့အလုပ်မှားနေတယ်လွဲနေတယ်အများပြည်သူကိုကိုကျိုးရှာနေလာခဲ့ပါအချက်နဲ့လည်းငါပြောဝဲရှင်းလေငါတော့ ရှင်းအောင်ပြောထားတာငါပဲရှိတယ်ကွာကိုကျိုးစည်းဝါးရှာအောင်ရရင်ပါဇက်ကပြောမလို့လာခဲ့နေရာဖယ်ပေးမယ်အာရိုးရိုးတော့ဖယ်မအောင်အုံးပွင့်ကပြောဝင်တာကတော်ပြီးတော့ဖယ်ပေးမှာဟမ်အဲ့ဒါပြောလဲရှင်းတဲ့လူမရှိတော့ဘူးလေဟုတ်တယ်မလားအကျိုးစည်းဝါးရနေအဲ့လိုဖယ်ပေးနိုင်မလားအဲ့ဒါလာလိုက်အာဒီကောင်မဖြစ်နိုင်လို့ပြောတော့ပါကွာဆိုလာခဲ့လာဆန်းလို့ရလာဒါမဲ့တရားဝင်ကျင်ညာခံရမယ်ဒီလူကတော့ကျွန်တော်တောင်းဝင်လို့သူတို့ယူတယ်ကျွန်တော်တလတလကိုဘယ်လိုစည်ရင်စရာဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုအလုပ်လုပ်ထားတယ် အဲ့ဒီလူလက်ထက်ကြရင်အဲ့ဒီတိုင်းတော့လုတ်ပေးရမယ်။ဘယံမှာသာစီးရင်ပြောင်းအင်းပြောင်းလုတ်လို့တော့မရအောင်။နော်ငါသွားထားတဲ့ပုံစံအတိုင်းစီးမြင်စီကံတိုင်းတွန်းနိုင်ရမယ်။တိုက်တဲ့လူလာလေ။တိလိုက်။အဲ့တော့ငါတို့နိုင်ငံရေးကိုလေရတယ်အခုစီးပွားရေးလာ။ဒီတော်နိုင်ရေးလုပ်တဲ့ပုံမှာလူလေးစားမှုလည်းရှိတယ်။အဲ့ဒီအတွက်ပွဲစားလုပ်မလား။အလုတ်စမှတ်ပေးမလား။အလုတ်ရှာပြီးတော့အလုတ်အခကျင်းကိုယူအလုတ်တွင်းတဲ့အလုတ်စမှတ်တဲ့အလုတ်ကိုလုပ်မလား။ပွဲစားလုပ်မလား။ ပတ်စိုးဘတ်တွေဘိုင်းညာတွေလှုပ်မလားကားလိုင်းဆွဲမလားအများကြီးလှုပ်လို့ရတယ်ကိုစီနှုတ်စားတတ်တယ်ဘာဖြစ်လို့မလှုပ်တာတိလားမင်းတို့လို့အဲ့လိုအောက်တန်းစားတွေလာပြောရင်လေအထက်စီးကနေပေါက်ထည့်လို့ရအောင်လို့ငါအဲ့ဒီလိုအလုပ်တွေဆက်မလှုပ်ပဲနဲ့ဒီတော်လိုင်းကာလမှာငါရအောင်ငါရက်တည်ခဲ့တာရှင်းလားလှုပ်စားလို့ရတယ်အများကြီးပတ်ထိုင်းပတ်ဝင်တပန်းလောက်ကိုလာပိုင်းတွင်းရှာပလိုက်လို့ရတယ်နော်ဘာဖြစ်လို့မလှုပ်တာလဲမလှုပ်တတ်လို့မဟုတ်ဘူး ဒီတော်လှန်ရေးပေါ်မှာငါမှတ်ကြောက်တင်နိုင်နိုင်တဲ့အရာရှိအောင်လို့တော်လှန်ရေးကိုခုတုံးလှုပ်ထားတယ်ဆိုတာအရာဘာမှမရှိအောင်လို့အခုတော်လှန်ရေးနဲ့ပတ်သက်လို့เนาะ YouTube ကငါဝင်ဝင်ရတယ်အဲ့တခုပဲဒါလည်းပြောပါလောက်တာမဟုတ်ဘူးเนาะမတ်လောက်တဲ့စီးပွားရေးကိစ္စလည်းမဟုတ်ဘူးဒီရရတဲ့ငွေဒီတော်လှန်ရေးအတိုင်းဝိုင်းထဲမှာပြန်လှည့်ပြီးတွားတဲ့အရာဒါပေမဲ့ငါရက်တည်နိုင်တော့ပြီအေးတော်လှန်ရေးပြီးတဲ့နေ့မပူနဲ့ကိုစီစီးပွားရေးလုပ်တယ်ယဝင်ပြင်ညာပြီးလုပ်เนาะဒီတော်လှန်ရေးကာလမှာပါတယ် တော်လန်ရေးကိုယက်တိနိုင်အောင်ပဲငါလုပ်ထားတယ်။ငါယက်တိနိုင်အောင်လုပ်တယ်။တော်လန်ရေးငွေကိုစီကိုကျိုးရှာထားဆိုလာခဲ့။ချင်းလာတော့မတည်နော်။အခုဒီ time မှာထောက်ဖို့တွေဘယ်လိုယက်တိနိုင်လဲ။အတိုက်ခိုက်တွေတော့ပြင်းထန်နေကြတယ်။အေးအဲ့လိုယက်တိဖို့အတွက်ဘတ်ဂျက်မရှိပဲမရဘူး။အဲ့ဒီဘတ်ဂျက်ငါတော်လိုင်းငွေသုံးထားတာမဟုတ်ဘူးငါနင်းငါဟာငါငါရှာဖွေပြီးတော့ငါသုံးထားတာတိလားတော်လိုင်းငွေသုံးလို့ရတယ်ရှင်းလား ငါတယောက်တည်းယက်တီထမ်းတာမဟုတ်ဘူးဒီထောက်ဖို့အဖွဲ့ကြီးယက်တီထမ်းနိုင်အောင်ဒါပေမဲ့လုံးဝမတော်ဘူးအများပြည်သူငွေထဲတဲ့ငွေရောမင်းတို့ထဲတဲ့ငွေစင်းရင်းစရာတိုက်ရှိရနော်ဒါကြောင့်မို့လို့ပါးစပ်နဲ့မပြောနဲ့လက်တွေ့တက်တက်လာပါအဲ့တော့ဗီဒီယိုလေးကိုပြန်ပြီးအဆုံးတက်ရမယ်ဆိုရင်တော့နောက်ဆိုရင်စကားတစ်လုံးကြားလို့ရှိရင်နံပါတ်1ကိုအုံနှောင်းတဲ့ကိုအရင်ဆုံးစဉ်းစားတဲ့အကျင့်ဖြစ်အောင်မင်းတို့ဘောမတွေအရင်ကြိုးစားသိလားခြေကားကို PDF တွေဖမ်းသွားတော့ဟာလိုက်ခြေကားယုံတာပဲစဉ်းစားလေကွာကားတစ်စီးသားမယ်ဆိုရင် တားပြီးဘာကမှမသိဘူးချက်ချင်းဖမ်းအရင်ဆုံးတော့ဘယ်လက်နက်ကင်ဖြစ်ဖြစ်ဘာလုပ်လဲစစ်တာပဲဘာတွေတင်းလာလဲဘယ်ကသွားဖို့လဲဘယ်ဟုတ်လာတာလဲမနှုတ်ဘူးလားဟုတ်တယ်နော်မင်းတို့လည်းစဉ်းစားလေမင်းတို့အုံထောင်းနေအဲ့တော့စစ်တဲ့ချင်းသားဆိုတိပြီလေမဟုတ်ဘူးလားအေးအဲ့ဒါပဲအဲ့တော့တဖက်ကအပေါင်းချချင်ရဲ့ချချင်ရဲ့စိတ်နဲ့မဟုတ်တဲ့ဟာကိုဝါရမိုင်းတိုက်ပြီးလိုက်တယ်အဲ့ဒါကိုပါတယ်အတိမပြည့်တဲ့ကောင်ကြီးကအနောက်ကဝေါကလေးပါသွားတယ် ဟောအဲ့တော့ဘယ်ထိုင်ကြည့်နေကောင်လဲအော်ဟောစောက်ပေါ်တွေသတိတိုင်းပြန်ရေးလေးစောက်ပေါ်တွေစောက်ပေါ်တွေဟောစောက်ပိလေးတွေကဘယ်ကောက်ကစောက်ပေါ်အဲအဲ့တော့မင်းတို့ပါလာတော့အဲ့လိုမျိုးအေးမင်းတို့ဘွားအဲ့ဘွားရောက်သွားတာနော်အဲ့ဒါနောက်ဆိုမှတ်ထားသိလားအဲ့တော့ဒီဗီဒီယိုဗန်လေးကိုတိန်းထားပါနော်တော်လှန်ရေးမှာကိုကိုတိုင်းမလုတ်တဲ့ပြင်လုံနေတဲ့ဒူတွေကိုဖြစ်လို့ဖြစ်စီတိုက်ခိုက်ခဲ့တဲ့အောက်တန်းစားတမိုင်းမင်းတို့ရဲ့ဘွားမှာတယ်နေအောင်ငါလုတ်ပေးတာရှင်းလားအဲ့ဒါပဲ